။ One Channel ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ One Channel ကနေပြီးတော့ပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လာစဉ်ရတဲ့အရာတွေကိုပြန်လည်ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ကျွန်တော်တို့ဘာမင်းသိန်းခါရဲ့တပည့်ရင်အောင်ခင်မင်းဖြစ်ပါတယ်။ဒီတစ်ပတ်မတ်လ9ရက်ကနေပြီးတော့စတေးရနေ့ထိစနေနေ့မွေးဖွားသူများစနေသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးသွားမှာဖြစ်ပါတယ်။ အဲ့တော့ဒီတပတ်နာအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေကကျွန်တော်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြဿနာပေါ်တတ်တဲ့ရက်တွေဖြစ်တယ်။အဲ့တော့အိမ်ကိစ္စတွေအိမ်ရောင်းဝယ်ကိစ္စမျိုးတွေအိမ်နဲ့ပတ်သက်တာမျိုးတွေရောင်းဝယ်စာချုပ်ချိုးဆိုတာမျိုးတွေဆိုရင်တော့ကျွန်တော်တို့သတိထားဖို့လိုတယ်။ကိုယ့်ရဲ့အိမ်ရောင်းဝယ်ကိစ္စလေးတွေကျွန်တော်ပေါ်တတ်တဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်လောင်းစားလုပ်တဲ့လူဆိုရင်တော့သတိထားဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့လောင်းစားလုပ်တဲ့လူဆိုရင်တော့ကျွန်တော်ဒုက္ခရောက်နိုင်မယ်။အဲ့တော့ကျွန်တော်လောင်းစားနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်လျှော့ထားမယ်။ကျွန်တော်မလုပ်သင့်သေးဘူး။နားလို့ရရင်ကျွန်တော်နားထားနေတဲ့ရက်တွေဖြစ်တယ်။ ဲ့တော့ဒီရက်တွေအတွင်းမှာပဲကျွန်တော်တို့ခီးဝေးတွေသွားနေမယ်သွားတဲ့ခီးကကျွန်တော်တို့တောင်ဘက်ရက်တွေကိုဖျက်ဆက်တယ်လို့နိုင်ငံခြားခီးတွေလည်းကျွန်တော်ဖျက်တတ်တဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေတည်းမှာစနေနေ့မွေးဖွားသူတွေဟာဖះဆင်းသူတော်တွေအဲသူများကကျွန်တော်ဟိုကိုယ်ပဲပူပေးတာမျိုးဖះဆင်းသူတော်တွေကြွလာတာမျိုးရောက်လာတာမျိုးတွေရက်တွေဖြစ်ပြီးတော့ကိုယ့်ရဲ့အိမ်တို့ကိုယ့်ရဲ့အလုပ်နေရာတို့ဆိုရင်ကျွန်တော်ဘာသာရေးသမားတွေဝင်ထွက်သွားလာနေတာမျိုးဘာသာရေးသမားတွေဝင်ထွက်တာမျိုးဘာသာရေးကိစ္စတွေပြောဆိုတာမျိုးတွေဖြစ်တတ်တဲ့ရက်တွေဖြစ်တယ် ဲ့တော့ဒီရက်ညွှန်းတင်းမှာတော့ဇန်နေနေ့မွေးဖွားသူတွေဟာငွေတွေဝင်လာလဲဝင်လိမ့်မယ်ကျွန်တော်ထွက်စရာတွေရှိတာလဲကျွန်တော်တို့ထွက်နေမဲ့အရက်တွေဖြစ်နေတယ်အဲ့တော့ဒီရက်တွေတည်းမှာတော့လုပ်ငန်းစည်းဝါကျွန်တော်တခုလုပ်ချင်လို့ပဲဖြစ်ဖြစ်တခုကိစ္စလေးတွေကျွန်တော်တို့စာရင်လို့ပဲဖြစ်ဖြစ်ပြောရင်ဆိုရင်ဆုံးဖြတ်ချင်လို့ပဲဖြစ်ဖြစ်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့လုပ်လို့ရတဲ့ရက်တွေဖြစ်တယ်အဲ့တော့လုပ်ငန်းစည်းဝါတွေစမလားစလို့ရတယ်အရေးကြီးတဲ့ကိစ္စတွေပြောဆိုဆုံးဖြတ်မလားဆိုရင်တော့ကျွန်တော်တို့ဆုံးဖြတ်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတည်းမှာပဲကျွန်တော်တို့စနေနေ့မွေးဖွားသူတွေဟာဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ ်ဘယ်ကိစ္စတွေဘယ်အကျိုးဘယ်ကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းလဲအကျိုးပေးတယ်လို့တင်လဲဆိုတော့ခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေစကားလူလာတဲ့ပို့ပြီးပြောရမယ့်ကိစ္စမျိုးတွေသွတ်တန်တည်တဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေအသေးအနှံနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်ရွှေတို့ရေတို့လဲတို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေလက်ဖက်ရည်တို့လက်ဖက်ဆိုးတို့လက်ဖက်ချောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာထူးထူးခြားခြားအောင်မြင်ကြိုးရှိတဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့အဲ့အရာတွေကတော့ကျွန်တော်တို့အောင်မြင်ကြိုးရှိပြီးဘယ်ကိစ္စဘယ်လုပ်ငန်းတွေနဲ့ဆိုရင်တော့ကျွန်တော်တို့တတိထားပြီးလုပ်ငန်းဆောင်ရွက်တင်လဲဆိုတော့မြေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးဖုန်းတို့ကျွန်တော်တို့မုတ်လုပ်ငန်းတို့ပရိဘောဂပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဘွဲယုံဘွဲစားပုံစံလုပ်ရမယ့်ကိစ္စမျိုးတွေဥပဒေတို့အုပ်ချုပ်ရေးတို့အိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဥယျာဉ်အဆောက်အဦနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအုပ်တို့အင်းတို့အေးတို့အချွေတို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ ဒီလိုရမျိုးတွေမှာတတိထားပြီးလောက်ကန်ဆောင်ရွက်နေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေမှာပဲစနေနေ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်နေတယ်ဆိုရင်မလိုအောင်လဲဆိုတော့ကျွန်တော်တို့မေမျိုးပန်းတစ်ပွင့်နဲ့ကျွန်တော်အုံတညွန့်နဲ့အဲ့နောက်ခုနဲ့ပေါင်းပြီးတော့ကိုရောင်းနေတဲ့ပစ္စည်းတွေကိုကျွန်တော်တို့တို့ထိရိုက်ခေါက်ပြီးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာတော့ကျွန်တော်အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုတော့ဆိတ်ရှုပ်ကောင်းဆုံးဆရာလေးတွေပေါ်တတ်ပြီးတော့ချစ်တို့ရေးစားတွေကတော့ကျွန်တော်ဝမ်းသာပျော်ရှင်ရမယ့်ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေတင်မှာပဲစနေနေ့မွေးဖွားသူတွေဟာကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဘာတရီထားလဲဆိုတော့အယိုးအကျောနဲ့ပတ်သက်တာလေးတွေတရီထားရတယ်။အဲ့တော့အချိုးပေးကန်ကောင်းစီတဲ့ကဏ္ဍနံပါတ်တွေဟာ3 3၄6ဆိုတဲ့ခဏနံပါတ်တွေဟာဒီလိုရံမျိုးတွေမှာစနေနေ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခဏနံပါတ်တွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာပဲတခုကိစ္စတွေကျွန်တော်တို့ထူးထူးခြားခြားအောင်မြင်အစဉ်ပြေခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်လူညင်တန်းခြင်းလို့ပဲဖြစ်ဖြစ်ဘာလို့လဲဆိုတော့ကိုမိတ်ဆွေကိုအလို့ဆိုကိုအလို့ကမိတ်ဆွေတွေပေါ့နော်ကိုအိမ်ပောင်ဝင်းကျင်ဆိုကိုအိမ်ပောင်ဝင်းကျင်ကကျွန်တော်မိတ်ဆွေတွေကိုရှောက်သီးလို့ကျွန်တော်တို့ကျွေးထူပြီးဆူတောင်းလိုက်ပါခင်ဗျာစနေနေ့မွေးဖွားသူများလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ